ခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုပြောပြပြီးသွားမှာပါ။ယူကရိန်းစစ်ပွဲမှာနှစ်ဖက်စလုံးကလောင်စာအရင်အမြစ်တွေကိုဥတီပြီးတော့ပိုတိုက်ခိုက်လာနေကြပါတယ်။အေးလုံးနဲ့ဆောင်းရသည်မရောက်ခင်မှာလောင်စာစီတွေကိုအာတိုက်ခိုက်ဖျက်ဆီးလိုက်ခြင်းအပြင်ဆောင်းရသည်မှာအခက်တွေ့စီမယ်လို့လည်းယုံကြည်ထားကြပုံရပါတယ်။ယူကရိန်းသမ္မတကတော့ရုရှားကိုအဝေးပြစ်တိုက်ခိုက်မှုတွေလုပ်နေတယ်လို့ပြောပါတယ်။အဓိကကတော့စစ်အုံစရိတ် တွေကိုဖြည့်ဆည်းပေးနေတဲ့ရုရှားရဲ့လောင်စာဆီအရင်းမြစ်တွေကိုဥတီပြီးတော့တိုက်ခိုက်နေတာဖြစ်ပါတယ်။ယူကရိန်းစစ်ဘက်သတင်းတွေကတော့တိုက်ခိုက်မှုတွေဟာရုရှားရဲ့ရင်းနှံချက်ဆက်ရောအများပြားကိုရပ်တန့်သွားစေတယ်လို့ပြောပါတယ်။ရုရှားဟာအခုဆိုရင်ဓာတ်ဆီအသုံးပြုရာကနေတဘာဝဒဏ်ဝိတ်ကိုပြောင်းပြီးတော့တုံးနေရပြီလို့လည်းယူကရိန်းဘက်ကပြောပါတယ်။ယူကရိန်းဟာသူ့နိုင်ငံထုတ်တာဝေးပစ်ဒုံးကျည်တွေကိုအတိကထားအသုံးပြုပြီးတော့တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့သ ောက်ကြနေကတော့မိုင်ပေါင်း800အကွာအဝေးမှာရှိတဲ့ရုရှားရဲ့ရေနံချက်စက်ယုံကိုတိုက်ခိုက်ခဲ့ပြီးတော့စက်ယုံရဲ့40ရာခိုင်နှုန်းကရပ်တန့်သွားပြီလို့ယူကရိန်းကဆိုပါတယ်။အမေရိကန်ကပံ့ပိုးပေးထားတဲ့ဒီတာဝေးပစ်ဒုံးတွေဟာရုရှားနိုင်ငံအတွင်းမိုင်းကိုပစ်ခတ်တိုက်ခိုက်ခွင့်ပြုမထားတဲ့အတွက်ယူကရိန်းကသူ့နိုင်ငံထုတ်ဒုံးကြီးတွေကိုအသုံးပြုနေတာပဲဖြစ်ပါတယ်။ယူကရိန်းသမ္မတကတော့အခုအသုံးပြုနေတဲ့လက်နက်တွေထဲမှာ40ရာခိုင်နှုန်းကျော်က သူ့နိုင်ငံထုတ်လက်နက်တွေဖြစ်တယ်လို့ပြောပါတယ်။ရုရှားကတော့ယူကရိန်းရဲ့တဘာဝဓာတ်ငွေပိုက်လိုင်းတွေ90ရာခိုင်နှုန်းအသုံးမပြုနိုင်အောင်တိုက်ခိုက်ခဲ့တယ်လို့လည်းဆိုထားပါတယ်။